ကယ်လိုရီကျစေဖို့အားစားစပိန်နဲ့တက်ဆင်ပေးထားတဲ့စားတော့ဆိုင်အာလူကျော်ရီဘာဂါရီကကိုလေးချိန်အများကြီးတက်သွားစေတဲ့စားစာတွေကတခုပါပဲဒါပေမဲ့ဘာဂါဆိုင်ကယ်လိုရီ ကျစေမယ့်နည်းကိုတော့တရုတ်နိုင်ငံမတော်နယ်ဆိုင်ကအကြံရသားပါတယ်အဲဒီဆိုင်ကဆိုင်ထဲမှာထိုင်ကုန်နေသဘောတွေမထားပဲအားစားစပိန်လေးတွေကိုအစားထုတ်လိုက်တာပါအားစားစပိန်တွေကို ပြန်လည်သုံးနိုင်တဲ့ plastic ပစ္စည်းနဲ့ပြုလုပ်ထားပါတယ်။အဲဒါကြောင့်အစားအသောက်တွေစားရင်ပဲကျင်ငံလုပ်လို့ရတော့ပါတယ်။အဲဒီစားသောက်ဆိုင်ကတော့တရုတ်နိုင်ငံကွမ်တောင်းမြို့မှာတည်ရှိပါတယ်။အစားစားရင်စပိန်စီးနံနာကြောင့်စားလိုက်တဲ့ကယ်လိုရီမှန်သမျှတောင်ကျန်းသွားစေပါတယ်။ဒါ့အပြင်ဆိုင်မလာစားတဲ့သူတွေအတွက်စပိန်စီးရင်ထွက်လာတဲ့စွမ်းအင်ကလည်းပုံအားသွင်းလို့ရပါတယ်။တရုတ်နိုင်ငံမှာအစားအသောက်မှာစားရင်စပိန်စီးလို့ရတယ်။ မက်တော့နယ်ဆိုင်ကဆိုင်ရှိပါတယ်။အဆိုင်ကကွမ်တောင်းနဲ့အဆိုင်ကရှန်ဟိုင်းမှာဖြစ်ပြီးအဆိုင်မောင်းစပိန်ဆယ်တီရှိပါတယ်။စပိန်ကလက်စစ်ကိုထုတ်လုပ်ပြီးတာကြောင့်ပုံအားတင်လို့ရတယ်ပြီးတော့ပလတ်စတစ်ပစ္စည်းတွေကိုရီစိုက်ကယ်ပြန်သုံးလို့ရတာကြောင့်တည်ထွင်ထားရပါလို့မက်တော့နယ်ချိုင်းနယ်ကပြောပါတယ်။ဘာသာဆိုင်စပိန်စီးနေတဲ့ဗီဒီယိုတစ်ခုကိုအမျိုးသမီးတစ်ယောက်ကတက်တော့မှာတင်လိုက်တဲ့အခါလူကြိုက်ရန်များသွားပါတယ်။အခြားစားသောက်ဆိုင်တွေလည်းဒီနည်းကိုသုံးတဲ့ကြောင်းအကြံပြုထားကြပါတယ်။ စားတော့တွေစားရင်စပိန်စီးနေတာကြောင့်ဒါစားရတဲ့သူတွေလည်းသဘောကျကြပါတယ်။စပိန်တွေကိုစွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကနေပြန်လည်တီထွင်ထားတာကြောင့်တဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းမိသားလည်းဖြစ်စေပါတယ်။